လေကွင်းပြင်ထင်းမှာအနက်15ဘေလောက်ရှိတဲ့တွင်းတွေပေါ်လာအောင်ပေါက်တူတန်တူရင်းတွေကိုအသုံးပြုပြီးတော့ခွန်အားစိတ်ထုတ်တူးဖို့နေကြပါတယ်အမျိုးသားတွေတာမကပဲအမျိုးသမီးတွေလည်းအခုတော့တွင်းတွေကိုတူးဖို့နေကြတာပါရေရှားပောင်းမှုနဲ့ကြုံတွေ့နေကြရတဲ့ရခိုင်ပြည်ပုံနာကျုံမြို့နယ်မှာရေရရှိအောင်အတွက်ကြံခန်းစစ်ဘေးလျှောက်စခန်းကစစ်ဘေးလျှောက်တွေဟာ အခုလိုရေတွင်းတွေကိုတပိုက်တနိုင်တူးဖို့နေကြရလဲဖြစ်ပါတယ်။စေဘေးရှောက်စခန်းနဲ့7မိနစ်လောက်တွားရတဲ့လေကွင်းပြင်ထင်းမှာကိုစီတူးဖို့နေကြတဲ့ရေတွင်းတွေကိုခြံစည်းရိုးတွေလည်းကာရင်ထားကြပါတယ်။အဲ့ဒီရေတွင်းတွေကနေနောက်ကြည့်ပြီးတော့ပမာဏအနည်းငယ်သာထွက်ရှိတဲ့ရေတွေကိုခက်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 ယူပြီးတော့စေဘေးရှောက်တွေဟာနေ့စဉ်သုံးဆွေးနေကြရတာလည်းဖြစ်ပါတယ်။ ကြံခင်းစစ်ပေးရှောက်စခင်းမှာရေရှမ်းပါနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ပေးရှောက်ဦးမောင်မောင်တန်းကအခုလိုပြောပြပါဗျ။ဒီကဖွင့်ဖွင့်ကိုရလေးမင်းပေါ့ဖို့ရလေးမင်းပါမလဲ။ဒီကတူရရှင်ကလေးကိုကျန်လို့စား။15လောက်ကိုအောင်ကူတာ15ပဲကထွက်ပြီးတော့မှတင်ရဲ့။ထားရနေထားတိကြီးပါပဲ။ဒီကောင်နဲ့ဒီမကောင်ဖဲစတိအရှိတိဟိုဝီပေါလေးခန္ဓာရလေးဖဲစတိလေးဟင်းပါပဲ။ဒီကထွက်တယ်20လေးထွက်ပါပဲမထွက်စတိလေးဟင်းပါပဲ။ စေတောင်တူးပြီးနောက်ပိုင်းမှာဝေခါရစဒီလိုဟင်းပါကျွန်တော်ကဝင်နေပိုက်လိုက်လို့ဆိုရင်ခံခဲဆိုင်ပြီးချောင်းစခန်းဆိုတော့အခက်အခဲဟင်းပါ